မိုင်းလာတောင်းတဲ့အထရာပြကွယ်တော့မယ်ရှီဟောင်ခဲတတ်တူပြမှုကြောင့်တော်ကြီးမြမအေးမတည်ငြိမ်မှုတွေကြောင့်လန်ခီးခက်ခဲနေရကနေအဖိုးထံအမွေနဲ့တွေကိုဒီတိုင်းကြီးပြပယ်ထားရတာကရနာစရာကောင်းလွန်လာပါတယ်တကယ်တော့ပြည်မာကြီးလို့ခေါ်တဲ့ရန်ကုန်ကုန်းမြန်ပိုင်းမှာနေမဟုတ်ဘဲနဲ့ဒိုင်းရင်သားတွေရဲ့ပြည်내ပိုင်းတွေမှာလည်းမြမကုန်းကြီးတွေကိုမြင့်တင်ပေးနေတဲ့ရှီဟောင်အမွေနဲ့များစွာကင်အောင်လုပ်နေပါသေးတယ်။ဒါကြောင့်ဒီနေ့ရဲ့ရွှေဘို Channel ဗီဒီယိုမှာဆွေးနော်ရှမ်းပြည်နယ်ရှေးပိုင်းမိုင်းလာမြို့ကတောင်ပေါ်တောရင်းထဲမှာတည်ရှိနေတဲ့ ဝင်းတောင်လုံရှေဟောင်းဖုံးတော်ကြီးကျောင်းအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကျောင်းကမြန်မာနိုင်ငံမှာတခုတည်းကျန်ရှိနေသေးတဲ့ခဲတပ်ထုပြားမှုတာတနိကအဆောင်လိုတော်မှတင်စားရမှာပါ။ဒီကျောင်းတော်ဟာဆွေးနော်မိုင်းလာမျိုးဝဟိုမင်းစစ်စေးရိတ်ခိတ်ကနေပြီးခိုင်90လုံးတောင်မော်ကုန်းမော်တော်ယာဉ်နဲ့နှစ်နာရီခန့်ကြာအောင်လို့တက်သွင်းရမယ်တော်ရင်နေရာမှာတည်ရှိလို့နေပါတယ်။ အနည်းဆုံးနဲ့600ကနေ900နီးပါးတက်တန်းရှိနေပြီလို့ခန့်မှန်းရကရှမ်းရှိဒေတာကရှီယောင်ဖုံးတော်ကြီးအကြောင်းတွေဟာများသောအားဖြင့်ရိုးရာအုပ်ချုပ်မှုတွေဖြစ်ကြပေမယ့်ဒီအကြောင်းမှာဆိုရင်တော့ခေါမိုးပေါ်တချို့အဆင့်တနေရာမှာခဲပြားတတ်ထုမှုတချို့ကိုဒီကနေ့တိုင်မြင်တွေ့နေနိုင်သေးတာပါပဲခဲပြားတတ်ထုမိုးထားတဲ့ဘီတူကဟန်ရီယာဆိုရင်တော့မင်းနေပြည်တော်ကနန်းတော်အမိုးတွေနဲ့တောင်မှဆက်ဆက်နေတဲ့သမိုင်းတွေကိုပြသလိုနေတာပါပဲ ဒေါက်တာတန်းထွန်းရဲ့မှတ်တမ်းတွေမှာမန္တလေးနန်းတော်အမိုးတော်ရှေးထုံကိုလိုက်ပြီးငွေပြားသို့မဟုတ်ခဲပြားနဲ့မိုးကြံတဲ့ဆန္ဒရှိခဲ့ကြောင်းဖော်ပြခဲ့တာပါတရုံမှတ်တမ်းတွေမှာဆိုရင်တော့မြမနန်းတော်ကိုငွေမိုးခဲ့တယ်လို့ဆိုတဲ့ချက်ကဝင်းတောင်လုံးကျောင်းရဲ့ခဲမိုးဟာဆိုရင်မင်းနေပြီးတော့အမိုးနဲ့အစင်တန်းတူတဲ့သမိုင်းဝင်တပ်သေးတစ်ခုပါပဲ ဝန်အောင်လုံးချောင်းခေါမိုးဟာခက်ကလာကြလာနဲ့အမျှအထက်ပိုင်းမှာခဲမိုးလက်ကျန်ကျန်နေခဲ့ပြီးတော့အောက်ပိုင်းခေါမိုးမှာတော့ရိုးရအုပ်ချုပ်မိုးအဟောင်းနေရာတွေအစားခက်မိတဲ့အုပ်ချုပ်မိုးအသစ်တွေကိုအစားထိုးဝင်ရောက်နေပါပြီ။ဒါဟာရှေးလျရာတွေကိုခက်မီအလူရှင်တွေရဲ့ပြုပြင်မှုတွေကတိုက်စားဖျက်ဆီးပြစ်လိုက်တာတွေကိုတွေ့ရတဲ့ဝန်နေဆရာသမိုင်းသင်ငန်းစာတစ်ခုပါပဲ။ဒါဟာသမိုင်းဝင်အမွေနဲ့တွေ့ခေရဲ့တိုးတက်မှုတွေကြောင့်တဖြည်းဖြည်းနဲ့ပြောက်ွယ်သွားရတဲ့ဆိုရာတွေကိုပြသနေတဲ့ဝန်နေပွဲရချက်လေးဖြစ်ပါရယ်။ အစိုးရအကောင်ဖြစ်တဲ့လန်ခီခက်ခဲတွေကြောင့်ဒီကျောင်းတော်ဟာဆွေနော်ခေတ်သေးပြုပြင်မှုတွေတိမ်မလုပ်ခရလို့ရှေးလျာတွေကိုအစဲတိုင်းထိမ့်သိမ်းထားနိုင်ခဲ့တာပါ။ဒါအပြင်ရှမ်းရှိဒေတာကမြို့ပြတွေရဲ့ဘိတုကာဟာဆွေနော်ပြည်မဘိတုကာနဲ့ထတ်တူနေပါခံထားခဲ့တဲ့ဆိုတဲ့သက်သေတွေကိုလည်းဒီကျောင်းတော်ကပြသလိုနေပါသေးတယ်။ဒီလိုမျိုးတော်ရင်ထဲမှာတည်ရှိနေတဲ့ကျောင်းတစ်ကျောင်းမှာတော့နန်းတော်အစဉ်ခဲမှုအသုံးပြုခဲ့တာဟာရှမ်းရှိဒေတာကမင်းတွေရဲ့ဖုံးတကုတ်တွေကိုဖော်ပြလို့နေတာပါ။ ဒါလိုမျိုးရှားပါတဲ့ရှေးရောင်ရင်ကျဲမှုအမွေနှစ်တွေကိုလေ့လာပြီးပြန်လည်ဖော်ပြပေးနိုင်တာဟာတကယ်ကိုတန်ဖိုးရှိတဲ့အလုပ်လို့ပြောရမှာပါပဲ။ဝါသနာရှင်တွေအနေနဲ့ဒီကျောင်းတော်ကြီးကိုအထူးလေးထားပြီးထိမ့်သိမ့်မှုအရေးကြီးပါတယ်။ဒါမှသာနောင်လာနောင်သားတွေဟာခေဟောင်းကကြီးကျယ်ခမ်းနားမှုတွေကိုပြန်လည်လေ့လာနိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုးတံပုံးဖြတ်နိုင်တဲ့သမိုင်းဝင်ပစ္စည်းတွေပျက်စီးမသွားခင်မှာမြန်မာတမျိုးသားလုံးကအာယုံစိုက်တဲ့မှာလေလို့တိုက်တွန်းလိုပါတယ်။ အခုလိုမျိုးအဖိုးတန်တဲ့သမိုင်းတွေကိုပြုပြင်ပြောင်းလဲခြင်းမရှိဘဲနဲ့ထိန်းသိမ်းထားနိုင်တဲ့ဒေတာခံတွေကိုလည်းချီကျူးကုန်ပြုတင်ပါရရှင်။ Shubo Channel ကနေထုံးလွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါ။တည်တည်တော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်ပဲရှင်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်နော်။